အန်ယူဂျီအောက်ကတိုက်ရင်းတွေပါလို့လုံးထွက်နေကြတာတမနာကြီးပြောတဲ့တိုင်းပြည်မေးဖို့တပုံတော်စစ်တပ်ကအုပ်ချုပ်နိုင်စွမ်းမရှိနေဘူးဆိုတဲ့အခြေအနေမော်တီယူချမလားအထွေထွေထိုးစစ်ကြီးကရောဘယ်တော့လာကြာရင်ဒီလိုပြောကြတာမင်္ဂလာပါမင်္ဂလာပါဆိုတာက မကောင်းတာတွေမလုပ်နဲ့ကောင်းတာလုပ်တဲ့လူကြီးလို့ပြောတာပါဠိပါဠိပါဠိလိုတွေတော့ကျွန်တော်မပြောတော့ဘူးမင်္ဂလာပါလို့နှုတ်ဆက်တာဟုမကောင်းတာတွေရက်တော့နော်လို့ပြောချင်တာအဲ့တော့ NUG မင်္ဂလာပါမမနုကြည်မင်္ဂလာပါလို့ပဲစကြပါတယ်မမနုကြည်နဲ့ဆက်ဆံရေးတွေကာလာရီစိမ့်နေရဲ့ကာလာရီစိမ့်သွားတဲ့တည်ရင်းတွေများလာပါတယ်မမနုကြည်နဲ့ဘာတွေဖြစ်နေကြတာလဲ နိုင်ငံရေးစကားနဲ့ပြောရင်တော့ MOD အောက်ကတက်ရင်းနေနှုတ်ထွက်နေကြပြီခေစကားလေးနဲ့လူကြားကောင်းအောင်ပြောရင်တော့မမနုကြည်နဲ့ကားရီစိတ်နေတာဒီချင်းကြီးရှိပါတယ်လွန်ခဲ့သော3ရက်ကနှစ်ဆန်း3ရက်နေ့မြန်မာတို့ရဲ့အတာတချင်းနှစ်တကူကာလ18ရက်နေ့အဲ့ဒီနေ့မှာပဲ NUG ရဲ့တမရာကြီး လေးပုံတပုံပဲစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်ကြောက်တော့ပါမိပြမတကယ်ဟုတ်သလားကောင်းရဲ့ထူရီထိုးစစ်ကြီးပြင်ဆင်နေပြီလို့ဆိုတယ်တပြိုင်နဲ့တိတ်မကြဘူးလာရှုပ်ပေးရပွဲမှာအန်ယူဂျီဘာသမ်းမှမတွက်နိုင်အန်ယူဂျီတရင်နဲ့တပွဲပွဲနောက်ထပ်ကုန်ကြပြီဒီကနေ့ညောင်ဦးကတက်ခွဲတစ်ခုပြန်ထွက်တယ်ဗျထပ်ထွက်တယ် ဘာတွေဖြစ်လို့ငါ့ဘွေရည်ငါးစာချနေတာလားလာရှုကိုပြန်ပေးလိုက်ပြီးပြီဆိုရင်တော့မန္တလေးကိုတိမ့်ဖို့အိမ်မက်ပြက်ပြဲသွားပြီလို့ပြောလို့ရပါတယ်ပြင်ဦးလင်ကတော့ဝေလာဝေးပြီပေါ့အဲ့တော့လာရှုဟာမန္တလေးတို့ကာရတဲ့စကားစားရဲ့တတိုင်းပြကျွန်တော်တို့စကိုင်းကိုမသိမ့်မဲနဲ့မန္တလေးကိုမရနိုင်ဘူးဆိုတော့ ဗျူဟာတစ်တခုထပ်ထွက်လာဒါလေးတွေမပြောခင်မှာဗျူဟာသဘောနဲ့စီအေးသဘောတော်လိုင်းအေးသဘောဒါတွေမပြောခင်မှာမူဒီကိစ္စပြောလိုက်ရအောင်တိုက်ပြည်ရဲ့လေးပုံတပုံကိုပဲစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်လို့ပြောလိုက်တယ်အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတကြီးဒူဝါလက်ရှိလာစကား စာဝါကြည့်အောင်စကိုင်းတိုင်းမှာခရိုင်73ခရိုင်ရှိတယ်ခရိုင်စစ်နဲ့တူတဲ့ကိုပိုင်အုပ်ချုပ်မြင့်ရဒေသတခုရှိမြို့နယ်38မြို့နယ်ထပ်မံပိုင်းခြားထားတယ်မြို့ပေါင်း90မြို့ရပ်ကွက်ပေါင်း281ရပ်ကွက်ကျေးရွာအုပ်စု1955ရွာပေါင်း9963ရွာလူရဲ့နေ့၄၆၈ဆိုတော့ လူဦး350နဲ့မှ3,259,348။၅၅၄ခုရောက်ရှိမကွေးကိုတက်ကြည့်။ခရိုင်ခုနှစ်ခုမြို့နယ်ပေါင်း26မြို့နဲ့မြို့ပေါင်း32မြို့ရပ်ကွက်ပေါင်း169ခုကျေးရွာအုပ်စုပေါင်း1038အုပ်စုရွာပေါင်း4988ပါလူရေ330နဲ့9000 955ရက်2022ခုနှစ်ဘကိုးတိုင်းမှာတက်ကြည့်အောင်ဘကိုးခရိုင်တောင်ကရိုင်ပြီးခရိုင်တယောက်ရီခရိုင်ညောင်လေးပြင်ခရိုင်နက်ဒလင်းခရိုင်ခရိုင်တစ်နှစ်ခုထပ်ဖွဲ့တယ်လက်ရှိခရိုင်6ခရိုင်မြို့နယ်28မြို့နယ်မြို့52မြို့ရက်ကွက်328ရက်ကွက်ကျေးရွာအုပ်စု1414အုပ်စုကျေးရွာပေါင်း628 689ပါလူဦးရေကတော့ရှိစနဲ့6300ခွန်တောင်းတောင်းခွန်ရခွန်ဆက်တော့ရန်ကုန်တိုင်းကိုကိုကျွန်းအပါမြို့နယ်40လူရေခွန်တန်းတောင်းတဲ့6300ခွန်ရ3ရောက် အေယာဝတီမြို့နေပေါင်း45မြို့နေရပ်ကွက်ပေါင်း300ကျေးရွာအုပ်စု1919ရွာပေါင်း11864ပါလူရေ63,8429တာလက်ရှိအခြေပြည်မဒေတာတွေမှာကျွန်တော်တို့တော်လိုင်းတိုက်ပွဲဆင်နွှဲဖို့တိမ့်ပိုက်ရန်ကြံတဲ့မြို့နယ်က 130မြို့လောက်ကျန်တယ်။လူကြီး33တန်းရှိတယ်။စရင်းရညမညမပြီမှာလူကြီး53တန်းလို့ဆိုတယ်။ကဲအဲ့တော့တိုက်ပြီးရလေးဘုံတပုံပဲစေုပ်စုကအုတ်ချုပ်နိုင်တော့အုတ်ချုပ်နိုင်တော့တယ်ဆိုရင်တမလာကြီးစကားကောက်ချက်မချပါနဲ့ဘူးစက်ကြည့်လိုက်အောင်မော်စီတုံးရဲ့စီ6ဆောင်ဆိုတာရှိပါတယ်ဗျာ ်ပျောက်ကြားပါရဂူချေခွေပါလားပျောက်ကြားစစ်နေတော်လန်ရေးမှာတေဥပီတော်လန်ရေးနေတကွာကဘာတော်လန်ရေးမှာပေါ့ဗျာဂျေတာတဲ့စေးချုံဆောင်ဆောက်အုပ်ရှိရန်ပြေးငါလိုက်ရန်ဆုပ်ငါတက်ရန်ရှင်းငါရှုပ်ရဲ့အစရှိတာလေပေါ့ဗျာအဲ့ဒီတည်းမှာနံပါတ်1အခိုင်အမာလွတ်မြောက်နေပြီနံပါတ်2ဒစိတ်တစ်ပိုင်းလွတ်မြောက်နေပြီနံပါတ်3ရန်သူအတွင်းစည်းတွေကပျောက်ကြားနေပြီဆိုပြီးနေပြီ၃ခုတက်မှာပါ အခိုင်အမာလုံးမြောက်နေမြင်မှရန်သူရန်သူတွေကိုပြီးတိုင်ရှင်းလင်းတိုက်ထုတ်နိုင်ရရန်သူကိုထိုးနေမြေပြန်လဲတိုက်ခိုက်ရင်မဖြစ်နိုင်တော့သည့်အခြေအနေဖြစ်ရမယ်နိုင်ငံကြီးလုပ်ငန်းကြီးအလုံးလုံးကန်အုပ်လုံနိုင်ပြီးတော့တော်လိုင်းကြီးအုတ်ချုပ်ကြီးတော်လန်တော့အုတ်ချုပ်ကြီးတော်လန်အစိုးရအုတ်ချုပ်ကြီးရှိရမယ်ဒါကတော့အခိုင်အမာလုံးမြောက်နေပြီဖြစ်တတ်မှတ်ရတဲ့စံနှုန်းနံပါတ်1တစိမ့်တစ်ပိုင်းလုံးမြောက်နေပြီ ူဝင်ကားတို့ငါဝင်သူတို့နှစ်ဖက်စလုံးဝင်ရောက်လှူရှားကြတော့နေပြီကြောက်ကြတို့ဘက်မှာတော့တော်လိုင်းရင်ဘက်မှာတော့ပြည်သူလူထုရှိတဲ့အခါကျအခွင့်သားတွေနေပြီလို့ပြောလို့ရတယ်နောက်တစ်ခုရန်သူအတွင်းပိုင်းအတွင်းစည်းပျောက်ကြားနေပြီအင်မတန်တိမ်မွေးတယ်ရန်သူဒေတာရန်သူစုံမှုထိန်ချုပ်ရဒေတာတွေမှာလှူရှားရတဲ့အတွက်ရန်သူနဲ့အတူရှင်တွဲနေထိုင်ရတဲ့နီးပြည်ဝင်လှူရှားရတဲ့သဘော ဒီအခြေအနေတွေရှိတယ်။အဲ့တော့ကျွန်တော်တို့ဒါမော်စီဒုံရဲ့စီရေး6ဆောင်အလို့အရဆိုရင်လက်ရှိကျွန်တော်တို့တိမ့်ပိုက်ထိမ့်ချုပ်မတိမ့်ပိုက်မထိမ့်ချုပ်စစ်ကောင်စီထိမ့်ချုပ်ဒီအခြေအနေကိုခရပ်ဆွေးပြီးတော့ချတိလိုက်ပါအခိုင်အမာလွမြောက်နေပြီဘယ်နှခုရှိပြီလဲဒစိမ့်တစ်ပိုင်းလွမြောက်နေပြီဘယ်နှခုရှိပြီ ရန်သူအတွင်ပိုင်းအတွင်စီးပျောက်ကြားဒေတာတိဆောက်ထားနိုင်ပြီလားအဲ့တော့နိုင်ငံတော်အာဏာကိုတိုက်ခိုက်သိမ်းပိုက်ဖို့အဓိကအချက်အများကြီးရှိပါတယ်ဖစစ်တပ်ကိုချိန်မုန်းကြီးပဲပြောပြောနိုင်ငံတော်အာဏာကိုပြန်လဲရယူပြီးပြည်သူလက်ထဲထည့်ပေးမယ်ပဲဆိုဆိုကျွန်တော်တို့အထက်ပေါ်ပြတဲ့စကိုင်းမကွေးရန်ကုန်အေယာဝတီ ဒီတိုင်းတွေကိုမထိန်ချုပ်နိုင်ဘူးဆိုရင်တော့နိုင်ငံတော်အာဏာကိုမရနိုင်ဘူးဂျိလက်ဒေတာအများစုကတော့တော်လင်ကြီးက၄နှစ်တာကာလလွှမ်းမိုးထားနိုင်တာကိုတော့တွေ့ရတယ်အဲ့တော့ဂျိလက်ဒေတာတွေကတော့အခိုင်အမာလုံးမြောက်နေပြီတည်ထောင်ထားနိုင်ပြီလားတည်ထောင်ထားနိုင်ခြင်းရှိကိုရှိရမှာဒူဝင်ကတော့ဒစိဒီဇိုင်းပျောက်ကြားတော်လင်ကြီးဒေတာတွေကတော့ရှိနေအောင်မှာပါပဲရန်သူဧရိယာမှာပျောက် ကြာဒေတာနေမီရန်သူအတွင်းပိုင်းတဲ့အထိဝင်ရောက်တိဆောက်ထားနိုင်ခြင်းရှိလားကြည့်အောင်ရန်ကုန်ဘုကိုးကြာဒေတာကြောက်ကြာဧရိယာထူတော်မှုလို့ရယ်ရန်သူရဲ့အတူရှင်တွဲနေတိုင်ခြင်းပြုဟာညီမကြီးထပိုင်းဒေတာဒီမှာတစိမ့်တစ်ပိုင်းအကောင့်တဲ့ပေါ်လိမ့်မယ်နိုင်လိမ့်မယ်လို့ယူဆတယ်ရန်သူရဲ့အတူရှင်တွဲနေထိုင်ပြီးရန်သူအတွင်းပိုင်းတဲ့အထိ ပျောက် जा ဒေတာကိုထောင်နိုင်မှုရန်ကုန်ဘကိုးပြည်ဒီနေရာတွေကိုပြောင်မြောက်ဧရိယာအဖြစ်ပေါ်ဆောင်ပြီးစိတ်ဝင်ထိုးဖောက်ထားနိုင်ရမယ်ရန်ကုန်မန္တလေးကားလိုက်ဂျထာလန်ဒါတွေကိုပြောင်မြောက်စိုးမိုးတိမ့်ပိုက်ထိန်ချုပ်ဖက်စစ်တဲ့ရန်သူစက္ကဆိုင်နိုင်ငံတော်အာဏာချုပ်ခိုင်မိဘူးရန်ကုန် ဗစ်စစ်တပ်ရဲ့နိုင်ငံတော်အာဏာချုပ်ကန်မှုကိုချင်းချောက်နိုင်မဲ့မဟာဗျူဟာကြကြချင်းချောက်လာနိုင်မဲ့အခြေအနေဟာရန်ကုန်မန္တလေးကြားအစိုးဖြတ်စစ်မြေပြင်တစ်ခုပေါ်ဆောင်နိုင်ရမယ်ရန်ကုန်မန္တလေးရထားလမ်းကားလမ်းတွေဟာမဟာဗျူဟာမြောက်ရန်ကုန်မန္တလေးကားလမ်းတွေတလျှောက်ကမြို့ကြီးများဟာမဟာပြိုမြောက်တိမ့်ပတ် ထိန်ချုပ်စိုးမိုးတစိမ့်တစ်ပိုင်းလုံမြောက်ဒေသပေါ်ဆောင်အတွင်းပိုင်းပျောက်ကြားဒေသတည်ဆောက်ရန်ကုန်မန္တလေးအဆုံးဖြတ်စစ်မြေပြင်ပေါ်ဆောင်နိုင်ရင်နိုင်ငံတော်အာဏာချုပ်ကင်ထားတဲ့ဖက်စစ်တပ်ကိုချင်းချောက်လာနိုင်ပြီနိုင်ငံတော်အာဏာကိုကျွန်တော်တို့ထိန်ချုပ်ဖို့တိမ့်ပိုက်ဖို့ဆိုရင်ရန်ကုန်မန္တလေးမဟာပြော်မြောက်အရေးပါတယ်မြို့တွေတမျိုးပြီးတမျိုးသိမ့်ပိုက်နိုင်တဲ့အခြေအနေ ပေါ်ပေါက်လာမှရလိမ့်မယ်ဗျာ BNN လွတ်မြောက်ရေးလှုပ်ရှားမှုကိုကြည့်ကြအောင်၃နှစ်အတွင်းကြေးလက်ဒေသ85ရာခိုင်နှုန်းကိုလွှမ်းမိုးနိုင်ခဲ့တယ်။နောက်မှ၁၀နှစ်ကျော်ကြာပြီးနောက်မှ BNN တက်တွေတောင် BNN ကိုစုပ်ခွာသွားချိန်တမျိုးပြီးတမျိုးသိမ့်ပိုက်ပြီး BNN လွတ်မြောက်ခဲ့တယ်။ဒါပေမဲ့မြန်မာနိုင်ငံနဲ့ BNN နဲ့မတူတာဟာမြန်မာပြည်ကတော့ဖယူဖယဲ ဖက်ဖက်ကပိုးတိုးချာစာလောက်ကိုက်နေတဲ့ဖက်စစ်တပ်ကိုတော်လန်နေတာ BNN ကတော့ကမ္ဘာစူပါပါဝါအမေရိကန်နဲ့ရှင်တိုက်နေတာအဲ့တော့ BNN လို့တော့အနည်း20အချိန်မပေးဖို့မလိုအပ်ဘူးလို့တွေးမိပါတယ်ဒါတိုင်းပြည်လေးပုံပုံတပုံပဲစစ်တပ်ကထိ ंछ ုံနိုင်တော့တယ်ဆိုရဲတမန်ကြီးပြောစကားကိုကျွန်တော်စဉ်းစားရင်းနဲ့တချို့ တတ်ဆိုင်ရနိုင်ငံရေးလိလသုံးသက်သူတွေရဲ့စကားတွေအချက်လက်တွေကြည့်ပြီးဒီတင်းစကားကိုလာပြောပြတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အထွေထွေထုံးစစ်ကြီးဆိုတဲ့ကာဝေးဝင်ကြီးဦးရှိမွန်ရဲ့အေနစံတရဒီမှာပဲထုတ်ပြန်ခဲ့တဲ့စကားကိုကြည့်အောင်အထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့ဂျိုးပန်းပြင်ဆင်နေပြီလို့ ပြောပါတယ်ဒါကတော့ကျွန်တော်တို့ motivation ဖြစ်တာတကယ်လက်တွေ့လောက်ကန်ဆောင်ရွက်ဖို့ပြင်ဆင်နေတဲ့အခြေအနေတွေကိုဘယ်လိုကျွန်တော်တို့ကနှီးပေးလမ်းပြအကြံဉာဏ်ပေးကြရမှာလဲလို့စဉ်းစားကြည့်တဲ့အခါခုနပြောသလိုပဲရုပ်တရက်လာရှုကဂွန်းကနေပြန်ပေးလိုက်ရတော့မန္တလေးအိမ်မက်ပြတ်ပြေသွားပါတယ်ပြင်းဦးတွေကတော့မျောမနေနဲ့တော့ဘူးမန္တလေးကိုတင်းကျင်ရင်တော့သခိုင်းကူတင်းထားမှရလိမ့်မယ် စကိုင်းတိုင်းရရင်မန္တလေးရမယ်မကွေးပကုတ် AR တိုင်းကတော့အာခတ်တက်တော်အီနဲ့ပူပေါက်တက်တွေထိုးစစ်ဆင်နေပြီမဲ့ပွဲတွေဖြစ်နေပြီမဲ့လေရှမ်းမြောက်လို့လာရှုလို့ဖြစ်သွားမလားဆိုတဲ့စိုးရင်စိတ်ဇုံတစားတော့ရှိနေပါလေမကွေးပကုတ်ပသိရခိုင်ကိုကာရတဲ့ကာကင်းပုံစံတိုက်စစ်ဒါရုမီအောင်ကြည့်ပါတော့ NUG မြို့သားညီညွတ်ရေးအစိုးရခင်ဗျာ ငါဖွဲ့ရငါစာမချမနေပါနဲ့ကြောင်ပြောက်မနေပါနဲ့တို့ဝင်ကြီးဌာနကလူတွေကိုจิตจิตလိမ့်လိမ့်နဲ့တော်လိုင်းရင်မှာအပြစ်အာယုံဆိုင်စိတ်နဲ့ထားသူတွေအင်မတန်နဲနေတာကိုတွေ့ရပါတယ်အပေါ်ရန်ရွှေမုံချဲပြီးတော်လိုင်းရင်မှာပါခြင်းအောင်ဆောင်တာအများစုနေရာတွေပေးထားတာကိုလည်းတွေ့ရပါတယ်မမလူကြီးစကိုင်းတိုင်းလုံးမြောက်ဖို့တော့စကိုင်းသားတွေဆုံးဖြတ်လိမ့်မယ်ထင်တယ်ဗျာ ချင်းဆက်ကကလေးကပေါ်ရမှသာစကိုင်းကလည်းသိကြမယ်ကလေးကပေါ်ရရင်မုံရွာနမခတတရရ easy ပါပဲအဲ့တော့ကလေးကပေါ်ရဖို့ချင်းလွတ်လပ်ဖို့လို့တယ်အခုချင်းရမကြခင်လွတ်လပ်တော့မယ်၃မြို့နေပဲကြံတော့တယ်ဟုတ်တယ်နော်ဒီတိမ်ဖလန်ထန်တလန်ထန်တလန်ကပြက်နေပြီအာဒီတိမ်ဟာခာဒီတိမ်ဟာခာထန်တလန်မကြခင်ဒီတိမ်ကိုခြီတော့မယ် ်ဟာခါကလည်း CNF ကတိုက်မယ်လို့ပြောပြီးသွားပြီအဲ့တော့ကလေးကဘော်ဂျိုင်ဝမ်ကဘော်ဂျိုင်ဝမ်တိုင်နိုင်မှုချင်းပြည်နယ်ကြီးလွတ်လပ်มาရမယ်ချင်းပြည်နယ်လွတ်လပ်ဖို့ကျွန်တော်တို့အညာတက်တော်တွေတွားရောက်တိုက်ခိုက်ပေးတဲ့အတွက်89ဦးကြာဆုံးနေချင်းတွေရောတိုင်းက ERO တွေချင်းတပ်ဖွဲ့တွေနဲ့ဟို sorry ဒီအညာညီနောင်တွေနဲ့တိုက်ပွဲရသွားပြီတကူနဲ့တကူဆက်ဆက်နေတယ်ချင်းနဲ့စကားအဲ့တော့ ကလေးနဲ့ကဘောချန်ဝန်းဒေတာကိုရှာဖို့ကျိုးကိုင်းပြီးကိုင်းကျွန်းပြီးလောက်ကြရလိမ့်မယ်လက်တွေ့တော့လုံးနေပါပြီအညာဒေတာတိုင်ရင်တပ်ဖွဲ့တွေနဲ့ LPDF တွေနဲ့ဘုံနဂါးလို့တပ်ပါအပါချင်းညီအောင်တပ်ဖွဲ့နဲ့တိုက်ခိုက်မှုအောင်မြင်မှုတာတာမန်စစ်ပွဲတိုက်ပွဲမြို့သိမ်းတိုက်ပွဲအောင်မြင်မှုလို့ပြောလို့မရဘူးပေါင်းစည်းညီညွတ်ခြင်းရဲ့လက္ခဏာတရက်ဖက်စစ်တဲ့အရန်ကြောက်တဲ့လက်နက်အနှိမ့်မှုပုံတဲ့ပြင်းတယ်ညီညွတ်မှုရဲ့တကော ဲ့တော့ကလေးပေါ်လွတ်မြောက်ရေးမဖန်တီးနိုင်ပဲဣပေဣပေလုံနေရင်တော့25အလွန်မှာ25အလွန်မှာမြေပြင်ရဲပေါ်လို့ကြီးကိုတက်ကိုပြင်းရသမျှမဟာမိတ်စုဖွဲ့တပ်ပေါင်းစုနဲ့သာချီပြီးကလေးကဘော်ဂျန်ဝမ်လွတ်မြောက်ရေးကိုစင်နွဲမှာသာသခိုင်းတိုင်းလွတ်မြောက်သခိုင်းတိုင်းလွတ်မြောက်မှာမန္တလေးကိုရမယ်အဲအဲ့ဒီတော့အမျိုးကြီးပြောတဲ့ ကာဝင်ပြောတဲ့အထူးထူးထိုးစစ်ကြီးရဲ့အခြေအနေကဘယ်နှရောက်နေလဲဘာတွေလုပ်နေလဲဘာပွဲတွေကနေလဲဘယ်လိုတွေတိုက်နေလဲဘသူကိုပြစ်ချလိုက်ပြီလဲဘယ်တိုင်ရင်ကိုသိမ်းလိုက်ပြီနီနီဆက်ဆက်တော့အင်းတော်တမျိုးကိုသိမ်းပိုက်နိုင်နေကြရတယ်အခုလေ MOD လေးနှစ်အင်းတော်အင်းတော်သိမ်းလိုက်ပြီအခြားမျိုးလေးတမျိုးနှစ်မျိုးသိမ်းထားတယ်ဒါပေမဲ့ တို့ဝင်ကြီးများကတော့မလျှော့တာကမြေပေါင်းတရာကျော်ဒေါ်လာကြီးတက်ဖွဲ့များကတိမ့်ပိုက်ထားပြီးကြောင်းဘယ်တော့မှမလျှော့အဲ့ဒါကအန်ယူဂျီ MOD PDF တွေပါဝင်အဲတိမ့်တာမဟုတ်ဘူးဒိုင်းသားအရောက်တွေတိမ့်ထားတာဘယ်ချင်းကဘယ်လောက်တိမ့်နေရခိုင်ကဘယ်လောက်တိမ့်နေကချင်ကဘယ်လောက်တိမ့်နေကျွန်တော်တို့မြန်မာညီညီအစိုးရ MOD မှာဘယ်လောက်တိမ့်နေဒီလိုရိုးရိုးရှင်းရှင်းပြောလို့လေခဏခဏကျွန်တော်ပြောပါတယ်အဲ့တော့ဒီတက်ကောင်းတဲ့စီရေးအစီအမံတွေမဟာပြောင်မြောက်စစ်စင်ရေးတွေ မာဘျူဟာမြောက်ဆောင်ရွက်ချက်တွေလုံနိုင်ဖို့အတွက်မြေပြင်မှာလူမွေးနေရာပေးယာဒူးပေးတဲ့ကိစ္စတွေကိုရတန်းရလိုက်ပါမဟုတ်ရင်ပြက်တနာဒိတက်ဆိုးလာပါလိမ့်တရင် နေအများအပြားနှုတ်ထွက်နေကြတာမယုံကြည်မှုရဲ့နောက်ဆက်တွဲနားလည်မှုလွဲမြေပြင်မှာလူမွေးနေရာပေးအမတ်တွေ NLD တွေမှမြို့နယ်ကောင်းဆောင်ခရိုင်ကောင်းဆောင်ဖြစ်စစ်နေတာအစဦးစီး တာဝန်ရှိသူတွေနဲ့အလွမ်းသင့်တောက်ဖို့တောက်ဖက်မှယာရုတိုးတဲ့ကိစ္စနောက်ပြီးတော့ပြည်ပြေးအမှတ်တွေနိုင်ငံသားမှရောက်ပြီးမြေပြင်မှာတော်လှန်ရေးတပ်တွေကိုထိန်းချုပ်နိုင်ဖို့ပတ်စံပေးလူမွေးရံမုံမှုတွေအလွဲသုံးတော်လှန်ရေးရံမုံမှုကိုသူ့ရဲ့လက်ကင်တုံးတပ်တွေဖွဲ့ကောင်းစင်ကတော့ပကပပလာပါပအပဆိုတာမျိုးတွေလုတ်တာကိုမရက်ရင်တပေမေးဆရာမွေးကိစ္စကိုမရက်ရင် တော်လိုက်ရရှင်းရောက်မဟုတ်ပါအဲ့တော့ကောင်းဆောင်ဆိုတာခက်အပ်တာပေါ့ပါနှလုံးသားတွေကတင့်မြောက်တဲ့ကောင်းဆောင်ပါအဲ့တော့လက်ရှိမြေပြင်မှာတော်လန်နေတဲ့လူတော်တော်များများကျွန်တော်ထင်တယ်85ရာခိုင်လုံးလုံးဟာ NLD ပါတီနဲ့ဘာမှမတက်ဆိုင်ဘူးစစ်တပ်ကို ဖစစ်တဲ့မတရားမှုအနာဂတ်ပြတ်သွားလို့ဝင်တော်လန်တဲ့လူက50ရာရခိုင်တော့ပါကျန်တဲ့25ရာရခိုင်တော့လို့ NLD ပါတီနဲ့ပါဝင်ပတ်သက်ဆက်ဆက်သူတွေပါပါပေါ့ပါနိုင်တာပေါ့ဒါတွေကိုလည်းမစင်သာဘူးအမတ်မှပါတီဝင်မှအဲ့ပါတီဝင်အမတ်ရဲ့တာသမီမှအဲ့တာသမီရဲ့တငယ်ချင်းမှဆရာမွေးလူမွေးတပည့်မွေးလုံနေလိုက်ကြတာမိုးကြရွှေကိုကြီးဖြစ်နေပြီလားတငယ်ချင်းမှအပေါင်းအသင်းမှယောင်ကြီးမှငါပြောတာနားထောင်မှ ဒီလိုအခြေအနေတွေတွေ့ရပါတယ်အဲ့တော့ယခုယခုအခြေအနေပြီးမှစည်ရေးဆိုတာလူအမျိုးစည်ရေးတဲ့တိုင်းသားဤရဝတီနေမီဖြတ်တောက်ရေးကာကင်းနေမီအဖြစ်ဆင်နွှဲနေတာတော်တော်များပါတယ်ဘယ်သူလဲဘယ်ဝါလဲဘယ်တက်လဲမပြောချင်သေးဘူးအဲ့တော့ ချုပ်ရရင်စခိုင်းတိုင်းလုံးမျိုးကိုစခိုင်းသားတွေလုံးကြပါတော့စတူစီကြပါတော့ညီညွတ်ကြပါတော့တပေါင်းစုနဲ့တာလုံနဲ့အခင်းချင်းတွေနဲ့ဆက်လက်ဆောင်ရွက်ဖို့လိုလာပါပြီဒါတွေမလုပ်နိုင်တော့2025အလွန်မှာကျွန်တော်တို့ရုံးကန်ရပါ 2025အလွန်တော်မဟုတ်ဘူးလာမယ့်လေးလပတ်မိုးမတိုင်ခင်မှာတင်တော်တော်ယုံခံရမယ်အနေထားရှိပါအဲ့တော့ဂျားဖြက်လေးပြောချင်တာက MOD ရဲ့လင်းနစ်ပြည့်အစီရင်ခံစာလေးတစ်ခုထုတ်ပြန်ပါတယ်အဲ့တော့လင်းနစ်ပြည့်အစီရင်ခံစာမှာတော်လိုင်းရံမုံငွေအားလုံးဟာအားလုံးကိုတည်းစည်ရေးစိတ်64ရာခိုင်နှုန်းတုံးတယ်လို့ဆိုတယ်ဟဲ့ဘယ်နဲ့လို့ပဲချမ်းသာဘလို့တွေဖြစ်ကြတာတော့အရက်တဲ့ကဆက်ပြဲလို့ဟောမဟုတ်အရက်တဲ့က တန်းတုံကြီးအတင်းပြောတာမဟုတ်တော့လူသိရှင်သာပြောကြရအောင်မယ်ယူဖြစ်နိုင်သလားဖြစ်နိုင်သလား94ရာဂိုင်းလုံးသုံးထားတဲ့ပတ်စံတွေဟာတည်ရင်းတွေကိုရောက်သလားလက်နက်ခဲယမ်းတွေပြည့်စုံသလားယူနီဖောင်းတွေပြည့်စုံလားရိတ်ခါတွေပြည့်စုံလားစီရေးစီးသုံးလားတိုက်ပွဲတွေမှာဘလောက်ကုန်တာလဲဘယ်မျိုးတွေတင်းပြီးပြီလဲတိုက်ပွဲဘယ်နှခုတိုက်ခဲ့လဲအများကြီးပြောစရာရှိပါတယ်ဒါမဲ့ထုတ်ပြန်ချက်ထဲမှာတော့ တရင်316ယင်းဒုံတက်ဘွဲ့စေတက်ဘွဲ့ထောက်ဖို့တက်ဘွဲ့လုံချိုရေးတက်ဘွဲ့စုစုပေါင်း356ဖွဲ့ပကပအနေနဲ့235မြို့နယ်မှာအတိပြုဖွဲ့စည်းပြီးပြီစက်တက်မြို့နယ်တိုးချက်ဖွဲ့စည်းနေတယ်စစ်တိုင်းလိုက်မာမိတ်ဒေသတော်လှန်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်း၍စစ်ဒေသများဖွဲ့စည်းပြီးကိုပဲမှုအဆင့်ဆင့်တိဆောက်တိုက်ပွဲဝင်နေတယ်လို့ဆိုပါတယ်အဲသူတို့ပြချက်စီးနီလန်ရမဟာပြူဟာ ရီမန်းချက်ရှိရက်အမလီဥခင်ညိုရဲ့ရုပ်မှတ်ခုနှစ်ချက်လို့ပါတော့ ਨੇ ခက်ဆက်စင်သွားတယ်ကာဝေးဝင်ကြီးဥဆောင်မှု PDF ပကပိုင်မှာကိုစစ်ပတ်ဆိုင်ရာကြိုဝေကိုအတဲ့ကွန်တက်ချေအော်တဲ့ကွန်မန်ဆောတောင်းရင်အာကုံတော့တက်ပြီးတော့ဖြူဒီဆောက်ဖို့တဲ့ဒီဆောက်မယ်ဒါပေမဲ့မြေပြင်မှာပကပတွေကမရိမှုကျွန်းနဲ့ကောင်းနဲ့ဝါတာကိတ်ကျွန်းနဲ့ကောင်းနဲ့ KDB ဖွင့်နေကောင်းနဲ့ဒီလိုဖြစ်နေတယ်လေးနှစ်သူကကျွတ်တွေကိုတဲ့ အားကုန်နဲ့တိဆောက်မယ်တက်မတော်ဖြစ်အောင်တိဆောက်မယ်ဆိုပြီး၄နှစ်အချိန်ယူတဲ့ကာလအတွင်းမှာဖြစ်တဲ့အခြေအနေအဲ့တော့မြေသားညီညွတ်ရေးဆိုရဲဂျာကလာတီတုအုပ်ချုပ်ရေးရန်ရာဖော်ဆောင်မှုကော်မတီအဲဒါဟုတ်ပြီးတော့ဝန်ကြီးချုပ်ဦးဆောင်မှုဖြစ်ဖွဲ့စည်းပြီးတိုင်းခုနှစ်ခု ခရိုင်၁၀ခုမြို့နယ်၁83ခုလို့ပြီးသူအုပ်ချုပ်ရေးကောင်းစွာလဲပတ်လျက်ရှိကြောင်းတိုင်းခုနှစ်ခုခရိုင်၁၀ခုမြို့နယ်၁83ခုအရန်တိကျပါတယ်စိတ်ဝင်စားတဲ့အရန်ကောင်းပါတယ် တိုင်းခုနှစ်ခုကဘယ်တိုင်းနေလဲခရိုင်ဆယ်ခုကဘယ်ခရိုင်နေလဲဂျာဂလာဒေသန္တအုပ်ချုပ်မှုဖော်ဆောင်ရေးကော်မတီနော်ပြည်အောင်စုဝန်ကြီးချုပ်နဲ့ဖွဲ့တာစိတ်ဝင်စားတယ်အရန်ကောင်းနေမေးခွန်းနေပါအဲ့ဒီအစီရင်ခံစာအတိုင်းလက်တွေ့မှာတကယ်ဖြစ်နေသလားအရင်တော့ကလိုပဲအစီရင်ခံစာတွေနဲ့လိမ်နေရတာလား အဲ့တော့2024မှာတဲ့မြေပြည်ပြည်သူ့အုပ်ချုပ်ရေးတင်နန်းကြောင်းတင်နန်းသားဥယီတရားဖြစ်ဖွင့်လှစ်ခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးနီးပြဆရာဖြစ်တင်တန်းဖွင့်လှစ်ပြီး25ဦးမွေးထုတ်ခိုင်းနိုင်တယ်၄နှစ်အတွင်းလုံခြုံရေးတရားဥပဒေစိုးမိုးလုပ်ငန်းများကျွမ်းကျင်ရေးအတွက်မြေပြည်တင်နန်းအပတ်စဉ်3ခုဖွင့်လှစ်ပြီးတင်နန်းသား196ဦးကိုမွေးထုတ်တင်နန်းပို့ချပေးနိုင်တယ်၄နှစ်အတွင်းမှာဒါတို့ရဲ့အထောက်ပြန်အထောက်ပြန်တဲ့အစီအကံကတော့အကြကျွန်တော် ကျွန်တော်ပြောနေတာမဟုတ်ဘူးကျွန်တော်အာဘုံဟုတ်အဲ့တော့ဒီ2024ခုနှစ်အတွင်းမှာတော့တဲ့ပကဖပအဖ3ဦးတောင်မှရက်ဆိုင်လိုက်တယ်တဲ့မြို့နယ်နှစ်မြို့နယ်မှာပအဖမြောင်နှုတ်ပြတ်တတိပေးတယ်တဲ့ပပတောင်ငံတကူကတရားနီလန်အရာအမှုဖွင့်ဆောင်ရွက်နေတယ်တဲ့ပလဖနကူကတောင်မှရက်ဆိုင်နေတယ်ပလဖ3ဦးကမတန်းတဲ့တတိပေးလက်မှတ်ရေးထိုးတယ်တဲ့ပလဖ5ဦးကတရားရေးနီလန်အရာအမှုဖွင့်ဆောင်ရွက်တယ်တဲ့ပလဖတောင်ငံတကူကခုံဖွဲ့စစ်ဆေးတယ်တဲ့ဒီသူရက်တပ်ဝင်နှစ်ဦးကမှတ်တမ်းဝင်တတိပေးလက်မှတ်ထိုးတယ်ရှုတ်ချက်ခံတယ် အဲ့တော့ပကဖပါလာပါပအာဖဘာကြောင့်ဖွဲ့တာလဲရွေချက်ကပါလေဒီနေ့ပိုလေးတစ်ခုကြည့်လိုက်တော့ပာဖဆိုတာအုတ်ချုပ်ကြီးအဖွဲ့ပါလေပကဖကာဝေးစောက်ရှောက်ဘူးဟိုဘက်ပြည်သူကာဝေးတက်ဆိုတာအစ်တိုက်ဘူးလေဟာပကဖနဲ့ PDF နဲ့မတူဘူးလားဟိုကပြည်သူကာဝေးအဖွဲ့သူကပြည်သူကာဝေးတက်ဘာလို့လက်နက်ကင်တက်နှစ်ခုဖွဲ့ပြီးရန်တိုက်နေတာလဲလက်ကင်တို့တက်ဖွဲ့တာလား အကယ်၍ပအဖသာပါတော့ပအဖပြည်သူအုပ်ချုပ်ရေးအဖွဲ့နဲ့ပြည်သူကာကွယ်ရေးတပ်မတော် PDF နဲ့ပူးပေါင်းပြီးအုပ်ချုပ်ရေးစစ်ရေးနှစ်ခုရှိမရဘူးလားဗာစိတ်ကူးနဲ့လောက်လာအရင်သိချင်တာကျွန်တော်ဖြစ်နိုင်တက်တက်နေချင်တာနားထောင်ချင်တာဒီအခြေအနေတွေရှိနေလို့မှာပဲဒီကနေ့ထပ်ပြီးတော့ပကံကြောင်ဦးအခြေဆိုင်ပကံ People Defense Force အန်ယူဂျီကဝဲဝန်ကြီးတနာပကပတက်ခွဲသုံးပြတနစ်ကြာတာဝန်ထမ်းဆောင်ပြီးတော့ဒီကနေ့နှုတ်ထွက်လိုက်ပါတယ်တနက်နဲ့လက်ကိုပြန်အပ်လိုက်ပါတယ်နော်အဲ့တော့ COC မလိုက်နာလို့ပကပကအပြစ်ရှိလို့ထုတ်တာပကပဆိုတဲ့လူကတက်ခွဲတစ်ခုကိုရန်နာထုတ်ပြပိုင်ခွင့်ရှိသလားကဝဲဝန်ကြီးတနာဖြေရမယ်တော့အရေးကြီးတယ်ပကပဟာတက်ခွဲတစ်ခုတော်လိုင်းတက်ခွဲကြီးတစ်ခုကို အပြစ်ရှိလို့ထုတ်လိုက်တယ်လို့လုတ်ပိုင်ခွင့်ရှိသလားတနက်နှစ်လက်နဲ့ကြည်စံအတောက်နေရကြည်ပေါက်6ခုကိုပြန်လဲအနှံခဲ့ပြီးတော့တော်လိုင်းကြီးမှာထပ်ပါမယ်ဧပြီလ27ရက်နေ့မှာလဲကြောက်ရဲခဲအမှနဲ့တက်ရင်းဟာအန်ယူဂျီအောက်ကနေထွက်လိုက်ပါအိုးကပကန်ကြီးပါတိမ်သွားပါတယ်တဲ့ထောက်ပံ့ငွေတလ88သိန်းပေးတယ်ဒါမဲ့2လ3လတစ်ခါခါကြာတယ်88သိန်းရဖို့ခုနပြောတယ်စီရင် အတုံးစိတ်ကူရံပုံငွေရဲ့64ရာခိုင်နှုန်းကိုစီရေးဆိုင်ရတယ်ကိစ္စရက်ဒီမှာတုံးတယ်လို့ဆိုလာတဲ့ကိစ္စနဲ့တုံးနာတခါလောက်မှပုံမှန်မှုတဲ့88သိန်းနဲ့တွေးစရာတွေနဲ့မေးစရာတွေကတော့များလာတယ်နောက်တစ်ခုတိတ်မကြခင်ပဲဧပြီလ10ရက်နေ့မှာနေပြီးတော့ PDF တရင်800 တက်ရင်မှုကိုဖမ်းလို့ဆိုပြီးရဲဘော်တွေ64ရောက်နှုတ်တော့ခဲ့စစ်ထောက်ချုပ်ဖွင့်ထားတဲ့ဟော့ပေါ်ဆိုင်မှာရံဖြစ်နေကဲအဲ့ဒါဆိုရင်ဖတ်တဲ့လူတွေကမာသလား NUG MOD ကမာသလားသူထုတ်ပြန်တဲ့လင်းနစ်တာအစီအကံရဲ့64ရာခိုင်နှုံးသောစစ်ရေးအုံဆွဲဒုံးသိဒုံးဆွဲတယ်ဆိုတာကောစနစ်တကျချက်ချလက်ချအချက်အလက်နဲ့လူမျက်တော်ပြောပါဆိုလို့ထပ်ပြောပြတာဖြစ်ပါတယ် ဒါဆိုရင် NUG ပြုတ်ပြင်ပြောင်းလဲဖွဲ့စည်းဖို့ဟိုနေရာရွှေ့ဒီနေရာရွှေ့ဟိုလူဟိုရွှေ့ဒီရွှေ့လောက်တာမျိုးကရောသမ္မတကြီးညွန်မန်းနဲ့ပြုတ်ပြင်ပြောင်းလဲရည်လားအခုတခါထွက်လာပြန်ပြီဂျာကာလာအစိုးရဖက်ဒရယ်အစိုးရဖွဲ့စည်းရေးဆိုတဲ့ကိစ္စကိုအတွင်းမှာကိုညှိကြပါဦးဒီမိုကရေစီဒီဖက်ဒရယ်တို့ပါဇက်ကပြောပြမယ်လူကြီးမင်းတို့ရဲ့လက်အောက်ကတက်တွေပတ်ကဖားတွေလောက်ကင်ဆောင်ရွက်မှုတွေရာ ပကဖမျိုးနယ်တာဝန်ခံကတယင်းတစ်ခုကိုတယင်းတခွဲတစ်ခုကိုတယင်းကထုတ်ပြစ်ပိုင်ခွင့်ဆိုတဲ့ကိစ္စတွေကလူချင်းမျိုးဒီမိုကရေစီဆိုတာကိုတေချာပြောပြထားရလားလို့မေးရင်နောက်ကျတဲ့ထလာဒီနေ့တော့ရပါဘူးအားလုံးကိုကျေးဇူးတင်ပါ